မင်္ဂလာပါကျွန်တော်ကတော့ဆိုင်ယန်ဒီပညာစိတ်ဝင်စားသူများ page မှာခတ်မှုဆွေးဖြစ်ပါတယ်။ဒီရက်ကကျွန်တော်စာလေးတစ်ခုရေးလိုက်တယ်ပေါ့နော်။ပြည်စုံမှာလုံးမဲ့ဆိုလို့ရှိရင်အဲရားမှာအဆင်ပြေမှာမဟုတ်ဘူးပေါ့နော်။လုံးဖြစ်တော့မှာမဟုတ်ဘူးဆိုပြီးရေးပြတယ်။အဲ့ဒီဟာလေးကိုကျွန်တော်ဆက်ပြီးတော့ပြောချင်လို့ပါ။ကျွန်တော်ကပြည်စုံမှာလုံးမဲ့ဆိုမလုံးဖြစ်တော့ဘူး။အဲ့တော့ဘယ်လိုထင်တိုက်လဲဆိုတော့တချို့ကြတော့မပြည့်မစုံမဲ့လုံးမဲ့ပေါ့နော်။မပြည့်မစုံမဲ့အကွာတွေမပြည့်မစုံမဲ့နဲ့ဟိုအဆင်ပြေလို့အဖြစ်ဆလုံးမဲ့ပေါ့။ အဲကျွန်တော်ပြောနေတဲ့ mindset ကအဲ့လိုမျိုးမဟုတ်ပါဘူးကျွန်တော်ကဘယ်လိုပြောချင်တာလဲဆိုတော့အချို့ဆိုရှိတယ်ဗျာအာ EFI နေပြင်တဲ့မှာအဲဘီးဘိုင်းနေပြင်တဲ့မှာခုနဒီလောကထဲကိုစဝင်မယ်ဆိုတာမျိုးပေါ့အဲ့လိုမျိုးမဟုတ်ပါဘူးအဓိကကျွန်တော်ပြောနေတဲ့ user ကခုဥမာကျွန်တော်တို့ကအဲကိုဘာလုပ်တက်လဲပေါ့နော်ခုပထမဆုံးဒီဥစ္စာကိုစလေးနာမယ်ဆိုမဖြစ်မနေအချိန်ခံဖြစ်တဲ့တရုတ်ပြည်ကတော့စကိုလေ့လာမှာပါကျွန်တော်တို့တရုတ်ပြည်ကစပြီးတော့လေ့လာတယ်တရုတ်ပြည်လေ့လာတယ်အဲတရုတ်ပြည်ပြင်တဲ့ဝါကြီးပေါ့နော်အဲတရုတ်ပြည်ပြင်တဲ့ဝါပြီး okay တရုတ်ပြည်ပြင်တဲ့ဝါကျွန်တော်တို့တရုတ်ပြည်ကစမယ် ဟိုကငါ EF5 ပြင်တဲ့မှာ BG5 နဲ့ပြင်တဲ့မှာဘာရီပြင်တဲ့မှာညာပြင်တဲ့မှာဆိုတဲ့ဟာတွေကိုခဏကောင်းနေဖြောက်ထားလိုက်ပါတော့။ဒါတော့ဘာစပြီးပြင်တဲ့လဲတရုတ်ပြီးပြင်တဲ့လားပေါ့နော်။ဒါဆိုရှင်တရုတ်ပြီးနဲ့ပတ်သက်ပြီးညတော့စပြီးတော့လုံးမယ်ပြင်မယ်အတွေ့အကြုံတွေရှာမယ်။အဲကိုယ်တိုင်စပြင်ပြီဆိုတဲ့ကိုယ်တိုင်ကြောမှာအတွေ့အကြုံတွေရှိတယ် line မှာလည်းတခြားကြည့်မယ်။အဲပြီးတော့ဒီ good kit ဆိုဗျာကျွန်တော်အမြဲတမ်းပြောတယ် online class တွေရှိတယ်အဲ YouTube တွေရှိတယ်ဒါ TikTok တွေရှိတယ်ဒီကနေပြီးရှင်းပြတာရှိတယ်အတွေ့အကြုံဆိုတာကျွန်တော်တို့ဒီကနေ lesson ကယူလို့ရတယ် ဟိုကို၄၅၆နှစ်လောက်ကြာမှတွေ့မယ်ကြုံရမယ်အတွေ့အကြုံတွေကိုဒီလို online class တွေကနေပြီးတော့တောက်လျှောက်ပြောပြနေတာရှိတယ်အာဒါ YouTube တွေကလည်းရှိတယ်ပေါ့နော်ဒါတွေကိုကြည့်ချင်းအပြင်ကိုကြုံရမယ်ဟာကိုကိုမကြုံငတ်သိခင်ပေါ့နော်ကိုကိုယ်တိုင်ကြုံမှဒုက္ခတွေတွေ့ပြီးတော့စဉ်းစားဖြေရှင်းရမယ်အခက်ခဲတွေအတွေ့အကြုံတွေကိုဒါတချို့ဆရာတွေပြောပြလိုက်တဲ့အခါမှာတို့တို့ကဒါ lesson ကမ်းပြီးသားရတယ်ပေါ့နော် ကိုမကြုံရဘဲနဲ့အဲ့ဒီအတွေ့အကြုံတွေကိုရသွားတယ်ဒါကြောင့်အတွေ့အကြုံတွေကလက်ဆင့်ကမ်းလို့ရတယ်ခုခက်ကလေ့လာတာအရင်လွယ်တယ်အတွေ့အကြုံတွေရှာတာကအရင်လွယ်တယ် online class တွေအများကြီးရှိတယ်ဒါ YouTube channel တွေ TikTok channel တွေတာရှိတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ပြောချင်တာဥပမာကိုတရုတ်ပြည်ပြင်တယ်လားတရုတ်ပြည်စပြင်မယ်အဲ့ဒီမှာအတွေ့အကြုံတွေယူရမယ်ကျွန်တော်ပြင်တဲ့နေရာမှာတော့စနစ်ကျဖို့လိုတယ်စနစ်ကြရမယ်ဒါပစ္စည်းကောင်းကောင်းတွေတောင်းရမယ်ပေါ့နော်တူပစ္စည်းကောင်းကောင်းတွေတောင်းရမယ်ကွာတွေကွင်းတွေဒါမျိုးတွေပေါ့โอเคဟုတ်ပြီကျွန်တော်ဒီလိုပြင်လိုက်ရှင်းအပြင် ကျွန်တော်တို့အစားတစ်ခုရသွားပြီအစားရသွားပြီအချိန်ရသွားပြီပေါ့နော်ဒီလိုလှုပ်ရှင်းနေမှာကျွန်တော်တို့ဘာတွေလုပ်ရမလဲဆိုပို့ပြီးသိလာတယ်သိလာမယ်ပေါ့နော်အဲ့ဒါဟုတ်ပြီကျွန်တော်တို့တရုတ်ပြရပဲစပြင်မယ်ပြင်းနေပြင်းနေတယ်ကျွန်တော်တို့ကတရုတ်ပြမှာပတ်သက်ပြီးအတွေးခေါ်တွေကောင်းလာမယ်ဟိုအတွေးကြုံတွေရလာမယ်တွေးတဲ့ခေါ်တဲ့လာမယ်ဖြတ်ထုတ်ညံတွေရလာမယ်ဗျာဒါပြင်းနေအခက်ခဲတွေကိုဖြေစံကပြင်းတဲ့ဆိုတာအခက်ခဲတွေကိုဖြေရှင်းတာဗျာဒီလိုဖြေရှင်းနေနေပဲနောက်ပိုင်းကျွန်တော်တို့အတွေးကြုံတွေအများကြီးစပြီးတော့ရလာမယ်တွေးတဲ့ခေါ်တဲ့ပေါ့မယ်အဲ့တော့ level ရောက်သွားပြီဆိုတော့ကျွန်တော်တို့နောက်တစ်ဆင့်တက်ဖို့တွေးမယ် လောင်းစင်းတက်ဖို့ဘာတွေ့မလဲဥပမာကျွန်တော်တို့ EFI သွားမလား EFI သွားမလားဆိုရှင်လဲအဲဥပမာကျွန်တော်တို့ထားလိုက်ပါတော့အပြင်နေနေသွားတက်မယ်တလားတလားကိုလောက်တက်လိုက်မယ်အမှအများကြီးအတွေ့အကြုံတွေအချိန်ခံတွေရလာမယ်ပြီးတော့ဟိုအတက်ထပ်ပြီးတော့မြန်မြန်ဆန်ဆန်တက်ဖို့ဆိုတော့ကျွန်တော်တို့ကဟို online class တွေတက်မယ် line ပေါ်မှာ like ကြည့်မယ် online class ကဘာကြောင့်ပြောတော့ online class လို့ပြောနေရလဲဆိုတော့ခုနကကျွန်တော်ပြောနေရလို့ပေါ့နော်ဟိုအတွေ့အကြုံတစ်ခုရဖို့ဆိုတာကိုရှားနေရင်လည်းရနိုင်တယ်ဒါပေမဲ့ ဟိုအများကြီးအချိန်တွေပေးရနိုင်တယ် online class တက်ချင်းအပြင်တော့ချက်ချင်းပေါ့နော်ဟိုဒါဒါလိုက်တန်းပြီးတော့အတွေ့အကြုံနဲ့အများကြီးပို့ပြီးတော့ရလာမယ်။နောက်တစ်ခုကဘယ်ဆရာနဲ့ပဲဘယ်ဆရာတွေရှိမှမဲ့ပညာသင်တယ်။မဆရာတယောက်နဲ့တယောက်ကအတွေ့ခေါ်အယူဆတဲ့အမျိုးမျိုးလေးတွေရှိတယ်။ဟောပါတော့အဓိကတော့ဟိုကျွန်တော်အရင်တော့အများနဲ့ပြောတယ်ပေါ့။ဟိုအဖြေတစ်ခုထွက်ဖို့အတွက်ဟိုမျိုးစုံတွေးလို့ရတယ်။လိုပဲပြည့်ရှက်ချတဲ့ခါမှလည်းဘလိုပဲတွေးရှက်ချအဓိကမြန်မြန်တွေးဖို့မြန်မြန်ဖြည့်ရှင်းနိုင်ဖို့ပဲလိုတယ်ပေါ့နော်။အဲ့တော့ ဟိုဆရာတွေရဲ့အတွေးခေါ်တွေသူတို့ရဲ့အရာတွေလည်းကိုရလာမယ်အတွေ့အကြုံတွေရလာမယ်ကိုခက်ကအတွေ့အကြုံရှားတာအရင်လွယ်တယ်ဒါ online platform တွေကလည်းအများကြီးရမယ် online club တွေကလည်းဒီလိုလည်းရမယ်ပေါ့နော် okay ဟုတ်ပြီဒါဆိုကျွန်တော်တို့တရုတ်ပြည်ပြည်နေရတယ်တရုတ်ပြည်ဟိုတရုတ်ပြည်နဲ့ပတ်သက်ပြီးတော့အပြင်မှာလည်းမလုပ်ခုဘာမှမသိဘဲနဲ့ဟို EFI တက်မှတ်ဆိုရင်တော့နည်းနည်းလေးအခက်အခဲတွေရှိနိုင်တယ်ဟိုနားမလည်တာတွေမတွေးတတ်တာတွေဒါမျိုးတွေရှိတတ်တယ်တရုတ်ပြည်မှာကိုကကျွမ်းကျင်ကျင်ဖြစ်ပြီးွားပြီဆိုရင်တော့ဒါ EFI စက်တက်ရတာမခဲချင်းတော့ဘူးပေါ့နော် ဤရပိုင်းဆက်တက်ရတာမခဲရှိတော့အဲ့ကြမှာဗျာဥမပေါ်ဟုတ်ပြီကျွန်တော်တရုတ်ပြီးလဲစတိုင်မှာဖွင့်သွားပြီကျွန်တော်ထိုက်ချက်လောက်နံပါတ်လေးရသွားပြီကျွန်တော်ဤရပိုင်းတင်တန်းလဲတက်ပြီးသွားပြီဆိုပါဆိုပေါ့နော်ဤရပိုင်းတင်တန်းတက်ပြီးနေချိန်မှာကျွန်တော်ကဒီ line ပေါ်နေအတွေ့အကြုံတွေဆက်ပြီးတော့ယူနေမယ်တောက်လျှောက်ကိုယ်နဲ့စိတ်မတော်အောင်ပေါ့နော်အော်အမောဒါရက်လိုဖြစ်တဲ့တိုင်းသူကသဘောတရားတွေတစ်ဖြည်းဖြည်းပိုးတည်လာမယ်စံသာတစ်ခုကျင်းစီရပိုင်းနေပိုးပြီးတော့တည်လာမယ်တော်ဒီဤရပိုင်းနဲ့ပတ်သက်ပြီးအတွေ့အကြုံတွေတောက်လျှောက်ရတယ်ကိုကိုမပြင်းပေးမပြင်းသေးပေမဲ့ပေါ့နော်ကိုက EFI တင်တော့တတ်ထားပြီဒါပေမဲ့ကိုမပြင်းသေးဘူး မပြင်းသေးပေမဲ့ line မှာလိုက်ကြည့်တဲ့ online class တွေတက်ချင်းအပြင်ကိုပြင်လို့ပဲအတွေ့အကြုံတွေကိုအခက်အခဲတွေကိုရင်ဆိုင်နေရမှာသိနေမှာပေါ့နော်တွေးတယ်နေမှာ okay ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ EFI တင်တဲ့တက်ပြီးပြီးရိုးရိုးပြီးတော့စပြေးနေဆိုကျွန်တော်တို့မလုပ်လို့ဆိုတော့ပစ္စည်းစပြီးတော့ဆုမှာပေါ့ပစ္စည်းစပြီးတော့ဆုမယ်ဟိုဟိုမှာဟိုစက်တွေစဝင်မယ်ဂန်းတွေစဝင်မယ်ဒီလိုမျိုးပဲတဖြည်းဖြည်းကျွန်တော်တို့ဝင်ရမှာပဲဝင်နေတဲ့နောက်ဆုံးအပြည့်ဆုံးဝင်နိုင်သေးဘူးလားထားလိုက်အောင်ဗျာဥပမာဒီဟို EFI မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ diagnostic tool တွေပေါ့နော်ဟို API လိုဟာမျိုးတွေ MDR လိုဟာမျိုးတွေရှိမယ်ပြီးတော့ pan pressure တိုင်းနေဟာတွေရှိမယ်ပြီးတော့ tester တွေ sample tester တွေလိုအပ်တယ် meter တွေလိုအပ်တယ်ဒါတွေကကျွန်တော်တို့စဝယ်မယ်ပေါ့မဖြစ်မနေ compression တိုင်းနေ meter တွေရှိမယ်ဟုတ်ပြီ okay ဒါတွေကျွန်တော်ဝယ်လိုက်ပြီဒါမှမဟုတ် model မြင်ပြီးတယ်မှာ smart smarty ဘီဒီယိုတွေဒါ smarty ပွားတဲ့စက်တွေဒါ key ID ထုတ်တဲ့ဟာတွေ okay လို့လုပ်ဖို့ဟာတွေဒါတွေများရှိသေးရဲ့ဗျာ smart to do တွေလိုတယ်ဒါမှမဟုတ်ပြီး တော့ဒီ EFI မျိုးဓာကြီးတဲ့အကောင်ရှိမှကျွန်တော်တို့ဒီ EFI log out ရဲစပြီးဝင်စရာမလိုဘူးဥပမာကျွန်တော်တို့မှရိုးဆက်ရှိရမလားရိုးအပိုင်းပြင်မယ်ဒါပဲတိုက်သွင်းမယ်ရိုးအပိုင်းပြင်မယ်ဥပမာကျွန်တော်တို့မှဒီ natural gain တွေရှိတယ်ဟို natural gain တွေရှိတယ်ပေါ့နော် natural တဲ့ gain တွေရှိမယ်ဟိုနောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာလို့လုပ်လို့ရလဲဆိုတော့နောက်ပတာ line ညာအဲ6လုံးဘောတွေလဲလို့ရတယ်ပတာကျိုးတွေဒါတွေကိုလုပ်လို့ရတယ်ဒါနဲ့ပတ်သက်ပြီးတော့မသိသေးဘူးလားဘိုင်းပေါ်မှာပုံခံတာပဲဗျာဒါကြီးရှားကြည့်လိုက် လို့ရတယ်ဘယ်လိုလုပ်လဲဆိုတာ โอเคဒါဆိုလက်ချုပ်ကမ်းရှိအောင်လုပ်လိုက်တော့ဒါရီလုံးမယ်နောက်ခုနကကျွန်တော်ပြောနေရဟို diagnostic tool တွေဝယ်မယ်ပေါ့နော်ဝယ်ပြီးတော့ကျွန်တော်တို့ဒီ reset ချတာတွေ sensor စစ်ဆေးတာတွေ throttle on ဆေးတာတွေစသဖြင့်ဒါတွေလုပ်လို့ရပြီဟိုအဲ့ချိန်မှာ smart key ဘေးတွေလာတယ်ဟိုအဲ့မှာ smart key ဘာဖြစ်လို့ညာဖြစ်လို့ကိုဒါနဲ့ပတ်သက်ပြီးဆက်မရှိသေးဘူးမလားမလုံးနိုင်အောင်လေဒါဘာမှမဖြစ်ဘူးဘာလို့ဆိုတော့လူတိုင်းအသိမှယက်တာမဟုတ်ဘူးညာနောက်ပိုင်းကျွန်တော်ဝယ်ပြီးတဲ့အချိန်မှာပြန်လုပ်မှာပေါ့ဟိုဒီလိုမျိုးလေးတွေးဖို့ပြောပြတာပါငါအကုန်ပြည့်စုံမှာပြည့်စုံမှာလုံးမဲ့ဆိုရင်တော့ဟိုဘာမှဖြစ်လာမှာမဟုတ်ဘူး ခုမှကျွန်တော်ဟိုလောက်ကျင်လာရုပ်ရုပ်ပြီးကိုပြင်တဲ့ transaction တွေဖြစ်အောင်လုပ်လိုက်တရုတ်ပြီးပေါ့နော်တရုတ်ပြီးကအကုန်လုံးကအခြေခံဖြစ်တယ်အင်ဂျင်ဘိုင်းရောဝါရင်းဘိုင်းရောတရုတ်ပြီး transaction တွေတက်ပြီးသားလူကတွေးသက်ခေါ်တက်ွားအဲ့ဒါတွေးသက်တဲ့လူတွေကနောက်ဆင်းတက်တာရမ်းလို့တယ် EFI တင်ရတာလည်းလွယ်တယ်ဒါကြောင့်ရုပ်ရုပ်ပြီးကိုကျွန်တော်ကဟိုပြင်တက်ဝိုင်းတာမှာအများများဆက်ဆက်တွေးသက်တဲ့ level နဲ့ထိရောက်အောင်လုပ်ဖို့လိုတယ်အခုပါအခုခေတ်မှာဆိုဘာပဲပေါ်လာလဲဆိုရင်းနေသက်တွေရှိတယ်ဗျာဟို ်နှစ်လက်မှာပါတယ်လေရေတင်ဆက်တွေရှိတယ်အဲပြီးတော့ဆေးပြတ်ဆက်တွေရှိတယ်အမြန်ရဆက်တွေရှိတယ်ပေါ့နော်ဒီလိုဆက်ကလေးတွေ139ဆိုဂျင်း35တို့ဟာလေးတွေဟိုကျွန်တော်တို့ဆိုလည်းဒါမျိုးတွေကဗျာဟိုကျွန်တော်စပြီးတော့ဆိုင်းနေလောကတွေစပုံတော့ဒါမျိုးတွေဆိုတော့မြင်အောင်မြင်ဘူးတာလည်းမဟုတ်ဘူးမမြင်ဘူးသိလည်းမသိဘူးကျွန်တော်ဟိုတော့ပေါ့နော်ဒါပေမဲ့ခုနောက်မှဓာတ်တွေပေါ်လာတယ်မိဆက်တွေရေတင်ဆက်တွေစတွေပြင်ဓာတ်တွေပြင်နေဗျာပြင်နေဆိုကျွန်တော်တို့ဘာသိဓာတ်ကိုဘာလောက်ပြင်လဲ ဘယ်လိုလုပ်ပြင်လဲဆိုဒါကြီးဟာ139တင်းနဲ့ငါမမတဲ့သေးတာမပြုံးဆိုမှမဟုတ်ဒီဆက်ကိုကြီးလိုက်တယ်ဒီကောင်လေဆိုအဓိက engine ဘိုင်းပဲပါတယ် engine ဆိုတာဗါလေ force stroke ပြ force stroke ဆိုလို့ရှိရင်ဆိုင်ခဲအခြေခံပဲသူဆိုင်ခဲအခြေခံပဲယူပြီးတော့ပြင်းနေတာဆက်တွေကိုဖြုတ်ချင်တယ်အော်သူကလည်း stroke လေးချက်နဲ့အလုပ်လုပ်ထားပဲဆိုတော့ဒီဆိုင်ခဲမှာတိခဲ့တဲ့ stroke လေးချက်နဲ့ပဲဒီဆက်တွေကိုဖြုတ်ချလိုက်တာဘုပ္ပမလုံးဖွင့်ချတဲ့ခါတော့လူတာပေါ့။ဘာလို့လဲဆိုတော့ဘယ်နေရာမှာပါရှိတယ်၊ဝါရှာတွေကစာယူဘယ်နေရာမှာပါထားတယ်၊ဘယ်နေရာမှာပါထားတယ်ဆိုတာဟာလေးတို့ ဟိုကြည့်ရတာဗောနော်ဒါလေးကြည့်ပြီးသွားတဲ့ခါမျိုးမှာနောက်တစ်ခါနှလုံးကလည်းတော့လည်းကျွန်တော်အာရုံခံတဲ့မျိုးပဲဖြုတ်ချင်လို့ဖြုတ်ချပြီးပြန်တက်โอเคနောက်ပိုင်းလည်းညဒါလေးကကိုယ်နဲ့အကျွမ်းတဝင်ဖြစ်တဲ့ဆက်တွေဖြစ်သွားအောင်အဲမိသက်တွေဆိုတော့ဒီလိုပဲဗောနော်ဒီလိုလေကဘာကြောင့်လဲဆိုလို့ရှိရင်တော့ဆိုင်ကတစ်ခုကိုကျွမ်းနေခြင်းတင်သိလို့ဒီဆက်တွေကိုပြင်ထက်တာဟိုဒီလိုဖြုတ်ချက်ခြင်းလို့ပြောပြတာပါဟိုတချို့ဆိုရှိတယ်ဗျအင်းဒီနေကိုင်တယ်မှတ်လောက်တာဗောနော်မှတ်လောက်တာဆိုဩဒီညာဒါလေးဒီညာဒါလေးအတိအပယ်ကိုကောင်းကောင်းမသိဘူး အင်းဒီတလုံးကိုင်ပြီးတော့အင်းဒီရဲ့တိဆောက်ပုံလေပတ်ပုံကျွန်တော်တိလို့ရှင်အများကြီးလုပ်လို့ရတယ်။အဲ့ဒါကျွန်တော်ဆိုင်ကယ်တစ်စီးတရုပ်ပြီးတော့ဟာငါတရုပ်ပြီးပြင်နေတာပဲဆိုပြင်နေအောင်ပြောလို့မရဘူး။တကယ်အခြေခံတွေကိုပိုင်ပိုင်နဲ့နဲ့တိမှာအဆင်ပြေမှာ။ဘာရနေမိုက်ဆိုလို့ရှင်လည်းကိုခေါင်းနဲ့ပါဝါးနေတစ်ခုလိုက်မယ်ဆိုတော့လည်းအစီအစဉ်တကျဘာဘာဘာဆိုအကုန်လုံးတောက်လျှောက် program ရအကုန်တိနေရမယ်။ဘယ်ရဘယ်သွားလဲဒါနောက်ဆက်တွဲဖြစ်လာတဲ့ဆိုးကျိုးကောင်းကျိုးဆိုအကုန်လုံးဒါလုပ်လိုက်ပြီးဆိုအာဆက်နေတာအကုန်တက်နေရမယ်။အင်ဂျင်ဆိုလည်းဒီလိုပဲကျွန်တော်တို့အင်ဂျင်ချုပ်ရတဲ့ပြတ်တက်တက်အောင်လည်းမရဘူး။ ဖို့စတော့အကြောင်းကောင်းကောင်းသိဖို့လိုတယ်ဒီဖို့စတော့အကြောင်းသိပြီဆိုရှင်ဘက်ဆက်လာလားဆက်ကလေးတွေပဲလာလားသုံးပြီးတွေပဲလာလားကျွန်တော်အကုန်ပြင်တတ်ပါတယ်တိုင်ပင်နေကြောင်းနားလဲပါတယ်ပေါ့နော်ဒါလေးကိုပြောပြတာပါ okay ဘာနောက်ဗီဒီယိုကြမှာကျွန်တော် audio book clip ကြောင်းဆက်ပြောမယ်ကျွန်တော် online class တက်ချင်တဲ့ညီကိုတွေဆိုလို့ရှိရင်တော့ဒီ TikTok message ပေါ့မှာပဲဖြစ်စေစံကန်နေပညာစိတ်ဝင်စားသူများဆိုတဲ့ page မှာပဲဖြစ်စေဆက်တွေ့တက်ရောက်လို့ရပါတယ်အဲ တော်မစင်ကြမှာပဲဖြစ်ဖြစ်တိတော်မစိတ်ပေါင်းမှာပဲဖြစ်ဖြစ်လာပြီးတော့ပြောပြကြပါဒါ online ကလက်သက်ရှင်တဲ့ညီကိုတွေဇင်းတို့ပြောင်းလဲခြင်းမရှိဘဲနဲ့တက်ရောက်လို့ရမယ်နောက်ဗီဒီယိုကြမှာပဲကျွန်တော် audio book အကြောင်းတိတယ်လေးဆက်ပြီးတော့ပြောမယ်ဒါဗီဒီယို share ပါမှာဆိုလို့ပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ